โอเคဒီ brand ကြီးရှင်နေတဲ့မိတ်ဆွေ Adobe Premiere Pro နဲ့ကျွန်တော်နောက်ကပြင်းနေတဲ့စာတန်းလေးကိုဘယ်လိုမျိုး design ဆွဲမလဲโอเคကျွန်တော်တို့ဒီ brand လေးပါအသေးစိတ်လေ့လာမှာဖြစ်ပါတယ်ခင်ဗျအဲတော့ video editing channel မှာပြန်လည်ကြိုဆိုပါတယ်ခင်ဗျဒီနေ့ ဒီဗီဒီယိုတီးဖြတ်နည်းပညာတွေကိုလေ့လာနေကြတယ်ကိုတိုင်တီးဖြတ်ကျင်ကြတယ်ဟိုရီယာမိတ်ဆွေတွေအတွက်ပေါ့နော်အာဒီနေ့မှာတော့ကျွန်တော်တို့ဒီဆလုံးဒီဇိုင်းလေးပေါ့နော်ကျွန်တော်တို့ဒီ background တွေကိုဖြတ်ပြီးတော့အဲကိုထိုးကျင်တဲ့စာတန်းလေးကိုဘယ်လိုဒီဇိုင်းနဲ့ဖန်တီးမလဲပေါ့နော်အများဆုံးတွေးကြရတယ် broker တွေမှာတွေးကြရတယ် shop frame တွေမှာတွေးကြရတယ်ဒီဇိုင်းလေးပေါ့နော်အဲဒီပုံသေးသေးနေတဲ့ဒါမှမဟုတ်လို့ရှိရင်ဓာတ်ပုံတို့၎င်းဒါမှမဟုတ်ဘူးတို့၎င်းပေါ့နော်အဲ့ဒီ video တွေပေါ်မှာကိုကိုကအဲ့ video ကိုကြော်ဖြတ်ပြီးတော့ green screen တွေဘာတွေမတုံးမဲနဲ့နောက်ကနေပြီးတော့စာတန်းထိုးတဲ့နည်းလမ်းလေးကိုလေ့လာမှာဖြစ်ပါတယ်။ Okay အဲဆိုရင်ကျွန်တော်တို့ Adobe Premiere Pro ကိုစလိုက်ပါ။ဟုတ်ကဲ့ Adobe Premiere Pro ကိုဖွင့်ပြတိုင်းရင်အဲဆိုကျွန်တော်ကိုထိုးမဲဟာကိုထည့်ပါတော့ဒီမှာတော့ကျွန်တော်ကဗီဒီယိုမထည့်ပြနေတော့ဘူးဓာတ်ပုံတစ်ပုံပဲထည့်ပြလိုက်မယ်เนาะအဲဓာတ်ပုံကိုကျွန်တော်တို့သွားပြီးတော့ရှာမယ်ထည့်မယ်โอเคအဲဓာတ်ပုံထည့်လိုက်ပြီဆိုလို့ရှိရင်ဒါကို project ထဲဆွဲထည့်လိုက် ဗီဒီယိုလေးရရအတူတူပဲเนาะအဲ့ဒီမှာဆိုရင်တို့ကဒီဒီဓာတ်ပုံမှာဒီတိုက်ရဲ့အနောက်လေးမှာစာတန်းထိုးမယ်ဗီဒီယိုလေးပုံစံတူတူပဲပေါ့เนาะ OS ကျွန်တော်တို့ထိုးမဲ့စာကိုအရင်ဆုံးကမှရေးလိုက်ပေါ့เนาะရေးရမှာဖြစ်တယ်အဲကျွန်တော်တော့ဘာစာရေးမဲ့ဆိုရင် i w o r a d i o v i d i o v i d i o e d i n d i ဒီဗီဒီယို အဲ့ဒီနီလို့ကျွန်တော်ဆွဲလိုက်ပြီဆွဲပြီးဒီစလုံးကိုကာလာပြောင်းခြင်းနဲ့ကိုကာလာဒီဇိုင်းလေးတွေဒီနားမှာထားလိုက်ပါတော့ဒါဟုတ်ဒီစလုံးကိုကိုကကာလာပြောင်းခြင်းနဲ့ဆိုရင်တော့သူ့နှစ်ချက်ထောက်လိုက်ထောက်ပြီးဒီမှာပေါက်ကြလိုက်အဲ့ဒီမှာဆိုရင်စလုံးကိုကျွန်တော်ကပြင်ရမှာဖြစ်တယ်ပြင်ဖို့ဆိုလို့ရှိရင်တော့ဒီမှာအဲမှာဖေးဖေးရဖြူစတုန်းကိုကျွန်တော်ကအနီအောင်ထားမယ်ဒါပြင်လို့ရတယ်ပေါ့နော်ကိုကြိုက်သလိုပြင်လို့ရနော်ဒီမှာဖေးအဲဖေးရဲ့ဒီဒီစတုန်းရဲ့ background စတုံးရဲဟာကိုလည်းကိုကြိုက်သလို site change လို့ရတယ် okay အဲဆိုရင်ဒီစာရန်လေးအကြီးမဲ့ဒီစလုံးကိုကြီးကျင်နေဆိုရင်တော့ဒီမှာအကြီးကျယ်ချက်တာဟုတ်ပြီနော် okay ရပြီနော်အဒါပြီးသွားပြီဆိုလို့ရှိရင်တော့နောက်တစ်ခုအောက်ကဒါ video လောက်အောင်ကိုက video လုံးမဆို video ဓာတ်ပုံလုံးမဆိုဓာတ်ပုံသူ့ကိုလေယာပွားလိုက် keyboard ကနေပြီးတော့ဗာလဲ order ကိုဖိပြီးတော့ keyboard ကနေ order လေးကိုဖိပြီးတော့ပို့ဆွဲတင်လိုက် keyboard က order ဆိုတာဘယ်ဟာကိုပြောတာလဲဆိုတော့သိပါရဲ့နော် ကီးဘုတ်က order လေး order order ကဘယ်ဟာလဲဆိုအလုံးသိမယ်နော်ဒီမှာပြပေးမယ်နော်ကီးဘုတ်က order ဆိုတာကဒီဟာလေးကိုပြောတာအာဒီပုံစံလေးကဒါကီးဘုတ်က order နော်သူ့ကိုဖိထားမှာနော်ဖိလိုက်မှသူ့ကိုဖိပြီးတော့မှမောင်းတဲ့အပေါ်ကိုဆွဲတင်လိုက်လို့ရှိရင်ဒါဆို order copy ကူးတယ်ဒါရှေ့တင်ကစားဒီမှာလဲပြောပြပြီးသွားပြီပေါ့နော် okay အဲ့ပြီးသွားကျွန်တော်ဘာလုပ်ရမလဲဆိုရင် effect ထည့်ရမယ် effect ထည့်မယ်ဆိုရင် effect ကိုသွားမယ် ဟုတ်ပြီနော် effect ကိုသွားမယ်သွားပြရလို့ရှိရင်ဒီမှာအာ video effect ကိုထောက်လိုက် video effect ကိုထောက် ထောက်ပြရလို့ရှိရင်ဒီပါလေးကိုဆွဲချဆွဲချပြီးဒီမှာ key ring မှာသူကဘယ်ရောက်သွားမယ်ဆိုရင် color key ကိုကျွန်တော်တို့ကရွေးပေးရမယ်ဟုတ်ပြီနော် color key ကိုရွေးပြီးတော့ဒီအပေါ်ဆုံးက photo ပေါ်ကိုပဲဒါ video ဆို video နော်အဲ့ပေါ်ကိုပဲဆွဲပြီးပြစ်တင်လိုက်ပြီးွားရင် effect control ကိုသွားဒီ video ဒီတက်ပုံတော့ log on video တစ်ချက်ထောက်အဲဒီမှာဘာကိုပြောရမလဲဆိုရင်အဲ့ဒီစက်လုံးက ဘယ်နေရာမှာပြီးတော့ဖြည့်စီကျင်တာလေဟုတ်ပြီနော်အကြောဒီနေရာတန်းတန်းမှာဖြည့်စီကျင်မှုကုနာဒီနေရာလေးမှာချိန်ထားရတာဟုတ်တွေ့ရနော်တကယ်လို့ဒီနားဖြည့်ကျင်တော့ဒီနားမှာချိန်ပေါ့နော်အဲဒီမှာဖြည့်ကျင်တဲ့အတွက်ဒီမှာချိန်ပြီးွားရင်ကျွန်တော်တို့ကဒီနေရာမှာကီးကလာတော့မှာဒီရလေးကိုကျွန်တော်တို့တစ်ချက် ထောက်လိုက်မယ်ထောက်ပြီးွားရင် ကိုဖြည့်ချင်တဲ့ background ကိုဖြည့်ချင်တဲ့နေရာဖြည့်တန်းသွားကျင်တဲ့နေရာတန်းတန်းမှာသူကတစ်ချက်ထောက်လိုက် ဒါဆိုရင်ဒီကိုပြောင်းသွားတယ်โอเคအဲ့ဒါပြီးရလို့ရှိရင်ကျွန်တော်ဒီနေရာမှာမလုပ်ရမယ်ဆိုလို့ရှိရင်ဒီနေရာမှာကျွန်တော်တို့ကသူ့ကိုနည်းနည်းလေးဆွဲလိုက်အကီးကိုဆွဲလိုက်ပေါ့နော်ဆွဲလိုက်တဲ့ခါဆိုလို့ရှိရင်တော့ဒီလိုဆွဲဒီဘက်ဆွဲလိုက်ဒါဆိုမှပေါ်လာပြီနော်ဒါပါဆိုရင်မပေါ်လာဘူးတိလားဟုတ်ပြီနော်ဒါဆွဲလိုက်မယ်ဆွဲဆွဲပေါ်အောင်ဆွဲလိုက်အများကြီးလည်းမဆွဲနဲ့အမှငါအကုန်လုံးပေါ်သွားအောင်ဆွဲလိုက် အလုံးပေါ်ဝိုင် okay အလုံးပေါ်ဝိုင်ဖြစ်ရင်ဓမ္မတာဒီဟာကျတော့နည်းနည်းပျောက်သွားတယ်တွေ့လားဒီဟာလေးကနည်းနည်းလေးဟိုပါပြောဒါဆိုရင်တို့ကဒါကိုပြန်ပြီးတော့အောက်ကဟာကိုပြန်ပြီးချိန်ရမှာဒါလေးနည်းနည်းလေးဆွဲလိုက်အဲအဲ့ဒါဆိုရင်ပြန်တော့ပျောက်သွားတယ်နော် okay နော်ဟုတ်ပြီနော်အဲ့ဒါပြီးနည်းနည်းဆွဲလိုက်မယ် okay နည်းပျောက်သွားတယ် okay အဲ့ဒီမှာသူ့ဟာစာတန်းဘာလို့မလဲစာတန်းဖြတ်ထိုးမှဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ကဘာလို့ရမလဲဆိုရင်သူ့ကို အဲစလုံးကို animation လုပ်ရမယ်ဟုတ်ပြီเนาะအဲ့တော့စလုံးလေယာကိုတစ်ချက်ထောက်မယ်ပြီးရင် effect control ကို ထောက်ထောက်ပြီးဒီမှာတို့က position scale သတ်မှတ်ပြီးရမှာဒါအခြေခံသင်္ကန်းစာရှင်းပါလဲရှင်းပြပြီးပါဘောเนาะအဲ့ဒီမှာဆိုရင်အနောက်ကိုဆွဲဆွဲပြရင် scale ကို key သတ်မှတ်မယ် position ကို key သတ်မှတ်ပြီးွား indicator ကိုအနောက်ကိုရွှေ့ရွှေ့ပြီးွားရင် position ဒီရှေ့ရဟာလေးနဲ့ sorry ဒီနေရာမှာတခုစလုံးကိုဒီကနေလာလာမျိုးလုံးချင်တယ်ဒါကြောင့်မလို့ position နဲ့ဒီဘက်ကိုရွှေ့ထားလိုက် indicator ကိုအစမှထားတာเนาะ ကိတမှတ်ထားလိုက်ရရနော်ဒီဘက်ရွှေ့ထားတယ်အဲရွှေ့ပြီးွားလို့ရှိရင်ဒီမှာထားထားပြီးွားရင်ကျွန်တော်ဒီဘက်ကိုဆွဲလိုက်ပေါ့အဲ့လိုမျိုးနော်အဲအဲ့လိုမျိုးအပြောက်ဆွဲလိုက်ဒါတော့ရှေ့ရသင်ခန်းစာတွေရရင်ရလိမ့်မယ်နော်ဒါကတော့အချိန်မပြောနေတော့အလုံးရှေ့ရပရီးမီးယားလိသင်ခန်းစာတွေကိုလေ့လာကြည့်ပြီးရင် play ကြည့်လိုက်โอเคအဲ့လိုမျိုးလေးနဲ့ဒါကျွန်တော်တို့ရဲ့ဒီဟာကိုတို့ရပါလဲ ဖြစ်မှာတက်ပုတ်အသေးကြီးနော်ဟုတ်ပြီနော်တက်ပုတ်အသေးကြီးတကယ်လို့မှကိုကကိုရဲ့ဗီဒီယိုကိုလုတ်ချင်တယ်ဆိုလဲဒီတိုင်းလေးပါပဲကိုစာတန်းဖြတ်မဲ့သွားမဲ့နေရာဟူတော့ကိုကကီးကလာတက်မှတ်ပေးရတာโอเคအဲဆိုလို့ရှိရင်အရူပီယာနဲ့ပတ်သက်တဲ့အဲသင်ခန်းစာတွေကိုဗီဒီယိုတိဖြတ်မှုနည်းပညာတွေကိုရန်လေးတာနဲ့သင်ခန်းကြီးတွေနောက်တဲ့ဗီဒီယိုကြရင်ပြန်ဆုံမယ်အားလုံးပဲဘိုင်ဘိုင်